ခရိုနီတတိကတော်ရီရဲ့အစဉ်တန်းနဲ့ကန့်ညီစွာဂုံတိတ်ခါရှိရှိရက်တင်နေတဲ့အမှုပညာရှင်၄ယောက်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အမှုပညာလောကမှာထိတ်တန့်တနေရကနေအောင်မြင်မှုတွေရရှိခဲ့သလိုလက်တွေ့ဘဝမှာလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီတတိကြီးတွေနဲ့ဖူးဆောင်ဆောင်ပြီးတော့ လူတိုင်းအားကြရတဲ့တတိယကတော်ဘဝကိုရောက်ရှိနေတဲ့မင်းသမီးကျောတွေရှိပါတယ်။ဒါပေမဲ့အဲ့ဒီလိုစည်းစိမ်ချမ်းသာတွေပိုင်ဆိုင်ရတဲ့အခါမှာလူတိုင်းကတော့တတိယကတော်တယောက်ရဲ့ဂုဏ်သိက္ခာအစဉ်အတန်းနဲ့ညီအောင်နေထိုင်တတ်ကြတာမဟုတ်ပါဘူး။ဒီကနေ့မှာတော့ထိတ်တန်းတတိယကတော်ဘဝကိုရောက်သွားပေမဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုအမြဲတမ်းထိန်းသိမ်းပြီးတော့အစဉ်အတန်းမြင့်မြင့်နဲ့ရပ်တည်နေထိုင်တတ်တဲ့ထိတ်တန်းလူပညာရှင်၄ယောက်အကြောင်းကိုပြောပြပေးသွားမှာပါ။နံပါတ်၁ဝင်းမုံရွှေကြီးဒီစည်းရင်ရဲ့နံပါတ်၁နေရာမှာမြမအနုပညာလောကရဲ့ဘယင်မတဆူလိုတင်စားရလောက်အောင်အောင်မြင် ယ်လို့အိမ်တောင်ရင်မှလည်းစိတ်ကူးတဲ့တောင်မထဲရဲလောက်တဲ့စီးစိမ်ချမ်းသာတွေကိုပိုင်ဆိုင်ထားတဲ့မင်းသမီးကျော်ဝင်းမုံရွှေကြီးပဲဖြစ်ပါတယ်။သူမဟာခင်မုံဖြစ်သူခရိုနီတထေးကြီးကိုနိုင်ဖြိုးကျော်နဲ့အတူမြန်မာပြည်မှာပဲအနုပညာရှင်မှမပိုင်ဆိုင်ဘူးသေးတဲ့ဒေါ်လာ၈ဘီလီယံတန်ဖိုးရှိတဲ့ Classic ဆန်ဆန်တော်ဝင်ဆိုင်အိမ်ကြီးမှာနေထိုင်နေရဖြစ်ပါတယ်။ခင်မုံနဲ့ဖြစ်သူကလည်း VV ချိုကြီးလုပ်ငန်းနဲ့ MG လျှက်စစ်ကားလုပ်ငန်းတွေကိုပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တဦးပါ။ဒါကြောင့်လည်းဝင်းမုံရွှေကြီးဟာသိန်းပေါင်းများစွာတန် ဲ့ကြောက်စိမ့်လေဆွဲတွေစိန်လက်ကန်အိတ်တွေလိုမျိုးတန်ဖိုးကြီးရတနာတွေကိုစင်မြန်းခွေရနေရဖြစ်ပါတယ်ဒီလိုကျွဲဝချမ်းသာမှုတွေကြားမှတောင်ဝိမုံရွှေဟာအမြဲတမ်းစမတ်ကြကြတည်ငြိမ်ရင်ကျက်စွာနဲ့တတိကတော်တယောက်ရဲ့ဂုံတိတ်ခါနဲ့အညီနေထိုင်တတ်တာဖြစ်ပါတယ် နပတ်နှစ်ဤချောပူအိမ်တော်ရေးကံအကောင်းဆုံးမင်းသမီးလို့အားလုံးကချီးကျူးနေရတဲ့သူတွေထဲမှာမင်းသမီးဤချောပူလည်းအပါအဝင်ပါပဲ။ဒီမဟာအနုပညာပြိုကင်းရနေထွက်ပေါ်လာခဲ့တဲ့ထိတ်တန်းမင်းသမီးတစ်လက်ဖြစ်လာပြီးတော့ဒီမရဲ့ဘဝလက်တွဲပေါ်အဖြစ်အောင်မြင်တဲ့လူငယ်ခရိုနီစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ကိုမိုးဆက်မုံကိုရွေးချယ်ခဲ့ပါတယ်။ခင်မုန်းတဲ့ကကျွဲဝချမ်းသာရုံသာမကဇနီးနဲ့သမီးလေးအစ်စဘယ်လာမုံအဖို့မှာလည်းအလွန်ကြယူဆိုင်တဲ့ခင်မုန်းကောင်တစ်ယောက်ဖြစ်တာကြောင့်သူမရဲ့အိမ်တော်ကြီးဟာလူတိုင်းအတွက်အဆက်နမူနာတစ်ခုလိုပါပဲ။ ဤချောဘုံကလည်းတတိကတော်တယောက်ဖြစ်သွားပေမယ့်မာနထောင်လာခြင်းမရှိပဲမိသားစုကိုချိန်ပေးပြီးတော့တာယာလေးဘဝလေးတကူကိုတည်ဆောင်ရင်းနဲ့အစဉ်တန်းမြင့်မားစွာနေထိုင်နေရဖြစ်ပါတယ်။နံပါတ်3နန်ဒါလိုင်းတချိန်ကမြန်မာနိုင်ငံရဲ့အလားပင်ရင်မှဖက်ရှင်အိုင်ကွန်တယောက်ဖြစ်ခဲ့တယ်။ထိတ်တန်းမင်းသမီးကြီးနန်ဒါလိုင်းကတော့ခရိုနီတတိကတော်ရဲ့ဆန်နမူနာတစ်ခုလိုပါပဲ သူမဟာမြန်မာနိုင်ငံရဲ့ထိပ်သီးစည်းဝိုင်းလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ဈေးကမ္ဘာကုမ္ပဏီရဲ့တထေးကြီးဦးစီတီဟာနဲ့လက်ထပ်ပြီးရနောက်မှာအနုပညာလောကကနေအနားယူခဲ့ပါတယ်။ဒါပေမဲ့အနုပညာအလုပ်တွေမလုပ်တော့ပေမဲ့သူမရဲ့အလှသူမရဲ့ဖက်ရှင်နဲ့သူမရဲ့ဂုဏ်သိက္ခာကတော့ယနေ့တိုင်မကြဆင်းသွားပါဘူး။လူလူရှိကိုထွက်လာတိုင်းမှာခင်မီစမ်းသစ်တဲ့ဖက်ရှင်တွေနဲ့စက်တီရရှိရှိလှပနေစေဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကတော်တယောက်ရဲ့အရှိန်အဝါနဲ့ဂုဏ်သိက္ခာတွေကိုအပြည့်အဝထိမ့်သိမ်းထားနိုင်သူဖြစ်ပါတယ်။နံပါတ်၄မအေးတောင်

မြန်မာစံနဲ့အလားတရာကြောင့်ပရိသတ်တွေရဲ့အသေးအစွဲချစ်ခင်ရတဲ့မအေးတောင်ကတော့ခေတ်သစ်တထေးကတော်တွေရဲ့ပုံစံကိုခြားပြခဲ့ပါတယ်။ဒီမဟာနာမည်ကျော် Remax Electronic လုပ်ငန်းစုကြီးရဲ့တထေးကြီးနဲ့လက်ထပ်ပြီးရနောက်မှာကြီးကြီးတက်ချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရပါ။ဒါပေမဲ့ဒီမကအိမ်မာဝင်းအလားထိုင်နေတဲ့တထေးကတော်မျိုးမဟုတ်ပါဘူး။ခေမုံးတဲ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပါဝင်ရောက်ဦးစီးပြီးတော့ Business Woman တယောက်ဖြစ်ပါရည်တည်နေရဖြစ်ပါတယ်။ဒါကြောင့်မအေးတောင်ဟာ Fashion ကြပြီးတော့စမတ်ကြတဲ့အသွင်ပြင်းတဲ့အတူဂုံသိခါနဲ့အင်ဒရီကြီးမားတဲ့စီးပွားရေးလုပ်ငန်းရှင် ထေးကတော်တယောက်ဖြစ်ပရိသတ်တွေရဲ့လေးစားမှုကိုရရှိထားတာပဲဖြစ်ပါတယ်။ဒီအနုပညာရှင်လေးယောက်လုံးကသူတို့ရဲ့အောင်မြင်မှု၊ကံကောင်းမှုတွေနဲ့အတူတထေးကတော်တယောက်ရဲ့အစဉ်တန်းကိုဂုံသိက္ခာရှိရှိထိမ့်သိမ့်ရည်တည်နေရကြောင်းအလုံးအတွက်အားကျစရာဖြစ်နေပါတယ်။ပရိသတ်ကြီးတို့ရောသူတို့လေးယောက်ထဲမှာဘသူရဲ့ဘဝကိုအားကြဆုံးလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။